ဒီနေ့ဘန်ကောက်မှာရှိတဲ့ government complex ရုံကိုဘယ်လိုသွားရမလဲဆိုတာမသိသေးတဲ့သူတွေအတွက်ကျွန်တော်ယထာစီပြီးတော့တွေ့ပြမှာဖြစ်ပါတယ်ကျွန်တော်နေတဲ့မြို့ရဲ့ area ကအစိမ်းနုရောင်စခုံပစ် line ပေါ်မှာတည်ရှိတဲ့အတွက်ကျွန်တော်နဲ့အနီးဆုံးပူတာဖြစ်တဲ့ PR ထန်းကနေပြီးတော့ကျွန်တော်လက်မှတ်ဝယ်ပြီးတော့ဆီးခဲ့ပါတယ် PR ထန်းကနေပြီးတော့ government complex ထိခရီးစဉ်အစဆုံးကို65ဘတ်ပေးရပါတယ်ခင်ဗျာ government complex ရုံဟာ ပန်းရောင်ရထားလိုင်းပေါ်မှာရှိတဲ့အတွက်ကျွန်တော်အခုစီးလာတဲ့အစင်းရောင်ရထားလိုင်းကနေပြီးတော့ပန်းရောင်ရထားလိုင်းကိုပြောင်းစီဖို့အတွက်ဝက်ပရာစီမဟာတက်ဆိုတဲ့ဘူရာမှာဆင်းပြီးတော့ရထားချင်းရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီဘူရာကိုရောက်ပြီဆိုလို့ရှိရင်ပန်းရောင်လိုင်းရထားကို ပြောင်းစီဖို့အတွက်အောက်တစ်ထပ်ကိုထပ်ဆင်းရမှာဖြစ်ပါတယ်ကျွန်တော်ကနစီးလာတဲ့အစိမ်းနူရောင်စခုံပင်လိုင်းကိုကျွန်တော်ပီယာထိုင်းဘူရာကနေဒီဘူရာရောက်တဲ့အထိ15ဘူရာစီးခဲ့ရပါတယ် အခုကျွန်တော်တို့ပန်းရောင်လိုင်းရထားကိုပြောင်းစီမယ်ဆိုလို့ရှိရင်အပေါ်ဓာတ်ကနေဆင်းလာပြီးတော့လက်ဝဲပဲ Skywalk လမ်းအတိုင်းဆက်ပြီးတော့ရှောက်ရမှာဖြစ်ပါတယ်ဒီဒီ Skywalk ကနေပြီးတော့ကျွန်တော်တို့ပန်းရောင်လိုင်းရထားစီးဖို့အတွက်ဘူရာကို9မိနစ်လောက်တော့လမ်းရှောက်ရပါတယ်ဘူရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရထားစီးဖို့အတွက်အပေါ်ဓာတ်ကိုထပ်တက်ရမှာဖြစ်ပါတယ် ဒီခီးစဉ်မှာတယောက်တည်းလာမယ်ဆိုလို့ရှိရင်တော့ယထာနဲ့လာတာကုန်ကြစည်းသက်တာပါတယ်။တယောက်အထက်၂ယောက်၃ယောက်လာမယ်ဆိုလို့ရှိရင်တော့ကားငှားလာတာပို့ပြီးတော့စည်းသက်တာပါတယ်။ကျွန်တော်တို့ဒီဘူဒါနေပြီးတော့ government complex ထီဆိုလို့ရှိရင်နောက်ထပ်၅ဘူဒါဆက်စီရမှာဖြစ်ပါတယ်ခင်ဗျာ။ရုံးကိစ္စအတွက် government complex ကိုတွားမယ်ဆိုလို့ရှိရင်မနေ့ပိုင်းစောစောတွားဖို့အကြံပြုချင်ပါတယ်ခင်ဗျာ။ government complex ဘူရာကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ယထားတဲ့ကထွက်လိုက်တာ ਨੇ ဘူရာရဲ့အောက်တစ်ထပ်ကိုဆင်းပြီးတော့ exit floor ကနေထွက်ရမှာဖြစ်ပါတယ်ဒီ exit floor ကနေပြီးတော့ကျွန်တော်တို့ထွက်လိုက်ပြီးတော့ဒီ sky wall အတိုင်း lunch နည်းနည်းရှောက်ပြီးတော့အောက်ကိုဆင်းရမှာဖြစ်ပါတယ်ဘူရာဘောကနေအောက်ရောက်ပြီဆိုတာ ਨੇ ကျွန်တော်တို့လမ်းနည်းနည်းရှောက်လိုက်လို့ရှိရင်ဒီလမ်းထိပ်မှာ government complex ရုံးကိုသွားတယ် ferry cycle တွေရှိပါတယ်။ဒီကနေပြီးလမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်တော့နိုင်ဝက်ကြော်ကြော်လောက်ရှောက်အောင်ပါဖြစ်ပါတယ်။ကျွန်တော်ကတော့ cycle ငှားပြီးတော့သွားခဲ့ပါတယ်။ cycle ကကဘတ်40ပေးရပါတယ်ခင်ဗျာ။ cycle နဲ့ဆိုလို့ရှိရင်ဒီရထားပူတာကနေပြီးတော့ယုံအထိကို9မိနစ်လောက် cycle စီးရပါတယ်။ဒီယုံ area ကလည်းအရန်ကိုကျယ်ဝန်းပြီးတော့ခန်းနာတဲ့ယုံကြီးတယုံဖြစ်ပါတယ်ခင်ဗျာ။ ရုံးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂိတ်ကနေဝင်ပြီးတော့အထဲမှာ passport သို့မဟုတ် license တခုခုပြပြီးတော့မျက်နှာ scan ဖတ်ပြီးတော့အထဲကိုဝင်ရမှာဖြစ်ပါတယ်။ဒီဝင်လိုက်တာနဲ့အခုရောက်တဲ့ပထမတက်မှာကျွန်တော်တို့ Thai immigration ရုံးရှိပါတယ်။ဒီရုံးထဲမှာကျွန်တော်တို့90 day report တင်တာပဲဖြစ်ဖြစ် visa extension တိုးတာပဲဖြစ်ဖြစ်ပြုလုပ်ဖို့အတွက်ကျွန်တော်တို့ form ယူရမှာဖြစ်ပါတယ်။ ဖောင်ယူပြီးတော့ဖောင်ဖြည့်တာတို့လိုအပ်တဲ့စာရွက်စာတမ်းမိတ်တူကူးတာတို့ပတ်စပို့ဓာတ်ပုံရိုက်ဖို့လိုတာတို့ဆိုလို့ရှိရင်ဒီပထမတည်းရဲ့အောက်ထပ်တစ်ထပ်ကိုထပ်ဆင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအောက်ထပ်မှာဓာတ်ပုံဆိုင်တွေရှိပါတယ်ခင်ဗျာအဲ့ဒီမှာကူးလို့ရပါတယ်ဒီယုံကြီးရဲ့အတွင်းဘက်ဧရိယာကဆိုလို့ရှိရင်တော်တော်လေးဥမှာကြီးပါတယ်ကျွန်တော်တို့မိုးလုံးလေးလုံးအာကစားခန်းမကြီးတစ်ခုစာမကကြီးပါတယ်ခင်ဗျာကျွန်တော်တို့ဒီ government complex ယုံထဲမှာ Thai Immigration ပြင် Management Organization International Student Center Bangkok Area Avenue Office Institute of Foreign Affairs စတဲ့ရုံးဌာနအသီးသီးတွေလည်းဒီရုံးထဲမှာရှိပါတယ်ခင်ဗျာထိုင်းနိုင်ငံမှာဘလူဗီဇာနဲ့ပဲနေနေရက်60ပြည့်လို့ရှိရင်ဒီ government complex ရုံးမှာလာရောက်ပြီးတော့အကြောင်းကြားပြီးတော့90 day report တုံးထူရပါတယ်ခင်ဗျာ visa extension တိုးတာ90 day report တင်တာတွေကိုအရင်ကတော့ပထမတက်မှာ ပြုလုပ်ရပြီးတော့အခုနောက်ပိုင်းမှာတော့90 day report တင်တာကိုတတိယဓာတ်ကိုတိုးချဲ့ပြီးတော့ဖွင့်လှစ်ထားပါတယ်ခင်ဗျာကျွန်တော်တို့မြင်ညီဓာတ်မှာဆိုလို့ရှိရင် coffee ဆိုင်တွေ၊မုတ်ဆိုင်တွေ၊စားတောက်ဆိုင်တွေ၊ food court တွေလည်းရှိပါတယ်လူသုံးကုန်တဲ့အဝတ်ထည်ရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်ဒီလေ12နှစ်ရနေပြီးတော့တနအီအထီးအထမင်းစားဘရိတိုင်းဖြစ်ပါတယ်အဲ့ဒီချိန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ထပ်မှာရှိတဲ့ဆိုင်နေတဲ့ဖုတ်ကော်တွေမှာလူရမ်းများပါတယ်ခင်ဗျာ ဒီ government complex မှာ visa ကိစ္စနဲ့ပတ်သက်ပြီးတော့လာရောက်လုပ်ကင်ခြင်းတဲ့သူများအတွက်ယထာနဲ့သွားတဲ့နီးလေးကိုကျွန်တော်ဘ ഹു တုတအဖြစ်မျှဝေပေးလိုက်ပါရခင်ဗျာကြီးစုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ